ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဗီယက်နမ်ကော်ပြန်စိမ်းလေးလှုပ်ရှားมาဖြစ်ပါတယ်လုံနီးလေးရလဲလွယ်ကူတာမို့လို့ကျွန်မနဲ့အတူတူအဆုံးထိလိုက်ပြီးတော့ကြီးစုပေးကြပါအောင်နော်အရင်ဆုံး rice paper ထဲမှာထည့်လိုက်မဲ့အစာပလာတွေကိုပြင်ဆင်มาဖြစ်ပါတယ်ပုံစံလေးတွေကိုစားလေးတစ်စွန်းထည့်ပြီးတော့ကြတော့ရင်နွေးထဲမှာပြုတ်လိုက်ပါတယ် ပြီးရင်တော့မုံပက်လေးတွေပြုတ်ပါတယ်မုံပက်လေးတွေကိုမပြုတ်ခင်ရေထဲမှာကျိုးစိမ်ထားလို့ရှိရင်တော့ပြုတ်ရမှန်းတာပေါ့နော်ကျွန်မအချိန်မရလို့ဒီတိုင်းတန်းထည့်ပြီးတော့ပြုတ်လိုက်ပါတယ်ပြန်တော့ပဲပင်ပေါက်လေးတွေကိုအစိမ့်နဲ့ပြောက်တောင်းရင်နွေးတဲ့ခဏထည့်ထားလိုက်ပါတယ်။အစာပလာလေးပြင်ဆင်နေတော့မှ sauce လုပ်ပါမယ်။ peanut butter ထည့်ပါမယ်။ပြန်တော့ရင်နွေးလေးထည့်ပါမယ်။ပြန်တော့ hoisin sauce ထည့်ပါမယ်။ ဒီ sauce လုပ်နည်းလေးအရေးပါတယ်ပေါ့နော်ဘာလို့လဲဆိုကြတော့ကော်ပြန်စိမ်းမှအရသာမပါတော့ sauce ကောင်းမှစားလို့ကောင်းမှဖြစ်ပါတယ်အခုဆိုရင်တော့ sauce လေးရပါပြီ။ကြီးကြည့်ပြီးတော့ကြတော့စားသကြလူလို့ရှိရင်ထပ်ထည့်လို့ရပါတယ်။ကျမကတော့ထပ်မထည့်တော့ပါဘူး။ဒါကတော့ rice paper နဲ့ထည့်လိုက်မဲ့အစာပလာလေးပြင်ဆင်ထားတာဖြစ်ပါတယ်။ဒါကတော့ပဇွန်နဲ့မုန့်ဘတ်ပါ။ဒါကတော့ sauce ဆက်ထားတာလေးပါ။ ဒါကတော့သခွားသီးရဲ့ပဲပင်ပေါရဲ့ပြီးတော့ကျွတ်တုံမလေးလည်းရှိလို့ကျွန်မထည့်ထားပါသေးရဲ့။ဒါလေးကတော့ဆလတ်ရွက်လေးပါ။ဒါကတော့ rice paper လေးပါ။အစာပလာလေးလည်းစုံပြီးစောကြတော့စပြီးတော့လိပ်ပါတော့မယ်။အရင်ဆုံး rice paper လေးကိုအပြော့သွားအောင်လို့ရေခဏစိမ်လိုက်ပါမယ်။ ပြီးရင်တော့ရှေ့မှာပြင်ဆင်ထားတဲ့အစာပလာလေးတခုချင်းစီထည့်ပြီးတော့ကြလေးလိုက်ပါတယ်ခုကျမသုံးတဲ့ rice paper လေးကသေးသွားတယ်ပေါ့နော်အဝိုင်းပုံစံကြီးရလေးသုံးမယ်ဆိုလို့ရှင်တော့ဘေးဘက်တွေပိတ်လို့ရပါတယ်ခုတော့ကျမကော်ပြန်စိမ်းလေးကိုထိတ်အပွင့်လေးပဲလေးလိုက်ပါတယ်ကဲခုဆိုလို့ရှင်တော့ဗီယက်နမ်ကော်ပြန်စိမ်းလေးရပါပြီစားကြပါအောင်ရှင် တော့အလှစားမှုဩဝါစားပေါ့နော်ဒီလိုမျိုးဒီနေ့ညစာတော့ကော်ပြန်စိမ့်မဲစားတော့မှာဖြစ်ပါတယ်တွင်းစားတော့ပါဒါလေးကလည်းအိမ်မှာလုပ်ရလွယ်ပြီးတော့ကြတော့စားလို့ကောင်းလို့မို့လို့အားလုံးပဲလိုက်လုပ်စားကြည့်ကြပါနော်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်